မင်္ဂလာပါရှင်ကျမတို့ရဲ့ MBC Horror Story Channel ကနေပရိသတ်များကို ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကတော့စာရေးဆရာကြော်မြတန်းရေးသားထားတယ်ဘိုးတော်ကင်းဆိုတဲ့ဇလန်လေးရဲ့အပိုင်း73ကိုတင်ဆက်ပေးကြပါတယ်ဇလန်လေးမတင်ဆက်ခင်မိမှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတော့ဘေးနားအနူဒီခေါလောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်ခွာဆပြီးတော့ဇလန်လေးကိုစတင် နားဆင်ကြည်လိုက်ကြရအောင်ပါ။နေကိုစကားပြောတဲ့ဘူရောအသားမပြူမညိုနှက်ခေါင်းကြီးကြီး ကိုတဲဝဝအမြဲတမ်းဖြူပွေးနေတဲ့တက်ထရွန်အင်ဂျင်လုံကြီးနဲ့တက်ထရွန်ကောင်းပေါင်းကို အကြအနာပေါင်းပြီးငွေဖလားကြီးတစ်လုံးရှေ့ရင်ချ၍ထိုင်နေတတ်တယ်။လူစီကားရာဖယားများဖယားပွဲများတို့ သူအမြဲရောက်တယ်။သူလုံးပုံကလေးမှာရည်ရင်ကလေးပါ။မြည်သူကိုမှမကြည့် မိုးပေါ်မှာနေလုံးကိုလှမ်းပြီးတော့စကားပြောနေတယ်။မြန်မာစကားနဲ့မဟုတ်ပါနီတက္ကရာဘာသာတရားများလည်းမဟုတ်မာကရစကားလည်းမဟုတ်တော့စကားတစ်မျိုးဖြစ်ပြောနေတယ်။သူ့အစိုးကတော့ဒေဝတာဘာသာစကားလို့ဆိုတယ်။နေမင်းကြီးနဲ့ဒေဝတာစကားအပြန်အလှန်ပြောနေကြတဲ့ပုံ။သူကနေကိုကြည့်လိုက်စကားပြောလိုက်ညီသူမမေးလင်လဲနေမင်းကြီးနဲ့စကားပြောမပြန်။ မေးသူရှိလျင်လေငွေဗလားတဲ့သူပတ်စံထည့်ရတယ်။အဲ့ဒီအခါသူက နေနဲ့စကားပြောလိုက်။သူမေးတဲ့သူကိုပြောလိုက်။မေးတဲ့သူကမေးတဲ့မိကုံးကိုသူကနေကိုမေးလိုက်။ဟောလိုက်ပြောလိုက်။မေးလိုက်နဲ့တော်ပြီဆိုရင်လောဝါကပြလိုက်တယ်။နောက်တရံဤသို့ဖြင့်ပထမတယောက်နဲ့တယောက်မှနောက်လူကြီးတယောက်ပြီးတယောက်မေးကြတယ်။ကြရင်တူမပေါတော့ပါ။ သူကတနေရတဲ့အမြင်မနေလှဲ့လေသွာလာတတ်တယ်။သူ့ရှိမှရှိတဲ့ရွှေပလာကြီးထဲသို့ပတ်စံထဲလိုက်တဲ့ရင် နေမင်းကြီးကိုပူဇော်တယ်လို့ပြောပါတယ်။သူကလည်းသူ့နီးနဲ့သူ စကားသာတယ်။မင်းမြန်းသူတွေကလည်းမနေမြန်မာလူမျိုးများကလည်းဗီရင်မေးချင်းကိုဝါသနာထုံတဲ့လူမျိုးများဖြစ်ရာ ဟောသူရှိလည်းရင် မေးသူရှိဖို့အတွက်မပူရပါဒါပေမဲ့ညီယိုဖြစ်မရတီထွင်ရမယ် တည်ထင်ပြီးတဲ့ရင်စာပေရော သူ့ရဲ့အမေကဘိုးတော်တည်စောလို့သူက နေကရိုင်းကို အောင်မြင်ပြီးသူ့ဘိုးတော်အမေခံထားတယ်။အကြောင်းမသိလည်းရင် လူပြည့်ကိုပင်မင်းသားလို့ထင်ထက်တယ်။ကျွန်တော်တို့လူမျိုးများနဲ့သူဟန်မှာအဝင်ခွင့်ကြဖြစ်နေပါတယ်။လာပေါ်ရောက်ခဲ့တဲ့လူသားများသည်လာပေါ်မှာနေထွက်ပုံကိုမြင်နေခဲ့ရတော့လေနေမင်းကြီးနဲ့စကားမပြောခဲ့ရပါ။မြင်ယုံသားမြင်ရမကျင်ရမောင်ကို ဖြစ်ခဲ့ကြတော့လေသူကမြေကြီးပေါ်မှာနေမင်းကြီးကိုပင်လှမ်း၍စကားပြောနိုင်သူဖြစ်တယ်။လာပေါ်ရောက်ခဲ့တဲ့သိပ္ပံပညာအစမ်းမှာ သူ့ရဲ့ပညာနဲ့ရှင်လိုက်တဲ့အခါစင်နဲ့ကြက်ပမာဆူရပေမိတာအမှန်ကတော့သူဟာဘုရောတေဇောဖြစ်အောင်မြည်တို့မှကြင်ကြံအထုတ်ခဲ့ခြင်းမျိုးမရှိပါသူ့ရဲ့မူလအလုံးမှာဗန္ဒုလပန်းချံတန်တတိုင်းပေးမှာမနှံ့မိုးလင်းမှာညနေတို့တိုင်အောင် တထဲတည်းရှိတဲ့ဘန်ကောက်လုံးကြီးတထဲတည်းရှိတဲ့အဲပါက အနေရပေါ်အင်းကြီးကိုဝစ်လျက်ကျောက်တင်ဘုံကိုကျောက်တန်ကလေးနဲ့တထောက်ထောက်ခေါနေတဲ့အင်္ဂါဝိဇာဟောဆရာသားဖြစ်ပြီးတယ်။တနေ့ကုံတော်လည်းတခါတရံမှာအပြန်လန်းစီမရှိတာကြောင့်ကုံချောင်းလျှောက်ခဲ့ရတယ်။သူများကိုသာဟောနိုင်၍ကိုကိုကိုပြန်မဟောနိုင်တဲ့အင်္ဂါဝိဇာဆရာများသာဖြစ်ပါတယ်။သူကကားပေါ်ရောက်တဲ့အခါမှာတော့ ဘယ်တော့မှမရှိကိုပစိန်ပေါ့မင်ဥမချနေ့စဉ်ဆိုသလိုရောက်နေခဲ့သဖြင့်ရွှေဒဂုံစီရော်ကြီးမှာအိမ်ဖျားဖြစ်နေတယ်။တခါတရံစိတ်လူလဲရရှိမှသာဖျားပေါ်ရှိ ရေသေးများလိုအတန်နဲ့အတန်ထားနဲ့အော်ဟစ်ရှိခိုးတတ်တယ်။ထိုနေ့ကအိမ်ပြန်ရောက်လိုက်လည်းရင်နောက်တနေ့လမ်းစိတ်ရှိတော်မယ်မဟုတ်တာကြောင့်အိမ်မပြန်တော့ပဲဖျားပေါ်တွင်ဟိုရောက်တရအရှိန်ဖြုံးနေရမှာရှေးဒဂုံစီရော်ကြီးရဲ့အရေးအဝါတာကိုခုတ်လုံနေပါတယ်။ တခုသောဇယက်မှာဘိုးတော်တရားကိုသွားတွေ့တယ်။ဘိုးတော်အနာတွင်စိတ်ယောင်ငွေယောင်ရွှေယောင်နေတဝင်းဝင်းတောင်းနေတယ်။နှလုံးထက်ပန်းအိုကောင်းကြီးပေါ်တွင်လက်နှစ်ဖက်ထောက်၍ဟန်ပါပါထိုင်နေတယ်။ဘိုးတော်အနာတွင် ပြို့ပြို့အိုအိုဝိုင်းဝိုင်းလည်နေကြတယ်။တချို့ကခြေဆုပ်လက်နဲ့ပြုတ်လည်ရဲ့သူကအပြင်ဖက်မှာအသာအကဲခတ်ကြည့်နေတယ်။ဘိုးတော်နားမှာရွှေဝဲနေတဲ့လူများမှာလျှော့မသွားနောက်ထပ်နောက်ထပ်ထပ်ပြီးတော့တိုးလာခဲ့တယ်။ ဇရက်အပြင်ဘက်မှာအခဲခတ်တည်နေရင် သူ့ရဲ့စိတ်ရစင်းကအတွင်းနေတဲ့သူဝင်သွားတယ်။ငါသည်တပင်တပန်သင်ကြားထားတဲ့ပညာနဲ့လောက်ကင်စားတော့ပါတော့လဲဘေးရာကြော်ဘူးပင်မရတဲ့အခါရှိတယ်။ဒီဘိုးတော်ကြီးမှာတော့စားဖို့လည်းမပူရအိပ်ဖို့လည်းမပူရတဲ့ပင်နှစ်ထက်ခေါင်းကြီးပေါ်မှာလက်ထောက်ပြီးရွှေရံအသင်းပင်းများကလည်းဝိုင်းဝိုင်းလည်နေတယ်။သူရဲ့ဘဝကအေးချမ်းလာပြီစွာငါမှတနေ့ကိုအညောင်းထိုင်လို့မှ စားဖို့ပင်မရ အနိုင်အနင်းပြုတ်ပေးမဲ့သူမှာဝေးလေစွာ သူမှာတော့နှိပ်ပေးမဲ့လူနင်းပေးမဲ့လူတွေကိုတော့တော်နေပါပြီလို့တားနေရတယ်ဘဝချင်းကခြားနာလာလေစွာ မိုးနဲ့မြေကွာချားလေသလိုပါဘဝအကျိုးပေးတန်တဲ့လူများကြတော့လေတန်တဲ့အကျိုးပေးဘဝအကျိုးပေးမတန်တဲ့သူများကြတော့လေနှုံချလိုက်တာမှသူ့အပြင် နောက်လူမရှိတော့ပဲအဲ့ဒီလိုတောင်စင်ရေမရအတွင်းနယ်ချက်နေမိတယ် ိတ်တော့မဲလို့လဲလိုက်ပါတော့လဲအိတ်မပြောပါဟိုဘက်လိမ်ဒီဘက်လိမ်ရင်ဟိုစင်းစားဒီစင်းစားနဲ့သူ့ကောင်းတဲ့တို့အမတ်မတင်အကြံတခုဝင်လာခဲ့တယ်ပေါ်လာတဲ့အကြံကို တလက်ဆက်တလက်ဆက်စင်းစားရင်သူ့မျက်နှာမှာပြုံးလိုက်မဲလိုက်ဖြစ်နေတယ်သူက ဖုံးကြည့်လို့ထက်လဲဖြစ်နေတာကြောင့်တန်ကောင်အပြစ်မှာလွတ်ပါမလားလို့ထဲ့ထဲ့စဉ်းစားတတ်တယ်။ဝင်းနီးလွတ်မလွတ်ဆင်ခြင်ခဲ့ရတယ်မှာအကျင့်ပါနေပြီဖြစ်တာကြောင့်လူပြန်တော့ဘဝပြောင်းရောက်တဲ့အချိန် ်ဝင်းနီးကသူ့ကောင်းထက်ကမထွက်ပေနောက်ဆုံးမှာတော့သူ့ဆုံးဖြတ်ချက်ချလိုက်နိုင်ပါပြီခံရမှာကနောက်ဘဝဆံရမှာကအခုဘဝနောက်ခါလာနောက်ခါစေးပေါ်လုတော့မယ်လို့ယတိပြတ်ဆုံးဖြတ်လိုက်တယ်ဒီလောကကြီးမှာထူးခြင်းလဲထူးမှယူးခြင်းလဲယူးမှနေရာကြတာမို့လို့သူ့လုံးရမယ်လုပ်ငန်းကိုသူများထက်ထူးအောင်လုပ်ရင်အစီအစဉ်တွေတစ်ခုပြီးတစ်ခုစဉ်းစားရင်ပိဋိရတ္တကိုခန်းစားပြီးအိပ်ပျော်သွားခဲ့ပါတယ် နောက်တစ်နေ့မနေ့မှစရင်ဗန္ဓုရပန်းချံတိုင်းနာမှာအင်္ဂဝိစာဆရာကြီးပျောက်သွားခဲ့ပါပြီ။မိုးလင်းနာနေဆရာတို့ထံမှာလွေးထားခဲ့ပြီးလက်တဆစ်စာရှိတဲ့ကြောက်ဖြူကလေးကိုဝိုင်းထားတဲ့ကြောက်နီလက်စွပ်ကလေးကိုပြည်သူပစ္စည်းထင်းသိမ်းရေးဌာနသို့ပို့လိုက်တဲ့ရလာတဲ့ငွေကလေးပိုက်လျက်အိမ်ပြန်လာပြီးမိမဖြစ်သူကိုငွေအနှင်းငယ်ပေးလိုက်တယ်။ရှင်မမင်းငါပေးခဲ့တဲ့ငွေနဲ့ဈေးရောင်းပြီးဝမ်းချောင်းပေးဦးနော်။ ငါတို့အကြံတစ်ခုရဲ့အတွက်သွားရမယ်။အကြံအောင်ရင်ပြန်လာခဲ့မယ်။အဲ့ဒီလိုမှာကြရေးအိမ်မထွက်လာခဲ့ပြီ။နောက်တစ်လခန့်ကြတဲ့အခါမှာတော့နေမင်းကြီးနဲ့အမြဲတမ်းစကားပြော၍အကြာမြင်ဟောတဲ့ဘိုးတော်တေဇောအဖြစ်ထင်ရှားကျော်ကြားခဲ့ပြီတဲ့။ဘိုးတော်တေဇောမှာနေဘက်တွင် နေမင်းကြီးနဲ့စကားပြော၍ညဘက်မှာမဒီကညာနှစ်ပါးကိုဘယ်ညာတွေ့လျက်ချစ်တီးစကားဆိုရင်စိတ်စိတ်မိမ့်မိန်ကြီး လောကီအရာသားကိုခန်းစားလျက်ရှိချေတဲ့။ နေမင်းကြီးနဲ့စကားပြောခအဖြစ်တနေ့လည်းရင်20ထက်ရှိတဲ့ဝငွေပိုင်ရှင်အဖြစ်စွစွပုတ်ပုတ်ကြီးဖြစ်နေုံများမကဘိုးတော်တီသောအပါမှာချွေရန်သေးပင်များမှလည်းဝိုင်းဝိုင်းလည်နေပါပြီဤသို့သောဘိုးတော်များမှာဘိုးတော်လောကတွင်အင်အားမသေးတော့ပါဘူးဒီနောက်မှာတော့ဘိုးတော်အတွေ့အကြုံဆက်လက်လေးလာခွင့်မကြုံကြိုက်တော့ပါကျွန်တော်မှနိုင်ငံဝန်ထမ်းတဦးဖြစ်တာကြောင့်နေတို့ပြောင်းရွှေ့ခဲ့ရတယ် ဘိုးတော်ကင်းနဲ့လည်းအဆက်အသွယ်ပြသခဲ့ရတယ်။တနေ့ကျော်ကြာမှရန်ကုန်သို့တက်ခေါခဏပြန်လည်ခွင့်ခြေချရသဖြင့်ပထမဆုံးကျွန်တော်ရဲ့ဘိုးတော်ကင်းကိုတွေ့ဆုံရန်သွားခဲ့ပါတယ်။ဒီဒီချိန်မှာတော့အထက်ကိုလုံးဝဝင်ခွင့်မရတော့တဲ့အပြင်ဘိုးတော်ကင်းအမိပြောင်းလိုက်တာနဲ့ဘိုးတော်ကင်းအမိပြောင်းလိုက်တာနဲ့မောင်းထုတ်ခံခဲ့ရတယ်။တိုက်ကြီးရှင်ဒေါခင်မီချော့ကဘိုးတော်ကင်းအမိကိုသူ့ရဲ့တိုက်အရေးတွင်ပင်မပြောရဘူးလို့အမိန့်ထုတ်ထားလိုက်ပြီး ဘိုးတော်ကင်းကသူ့ချစ်တော်မမရဲ့အမောင်ရင်ခွင်ထဲမှာရုံထွက်ရအလင်းရှိရာသို့ထွက်သွားခဲ့ပြီးဖြစ်တာကြောင့်ပါဘိုးတော်ကင်းခေါ်ခမောင်ဦးကို ရှာဖွေရန်အနည်းဆက်ဆုံးတရင်ပေးနိုင်မဲ့ရီထံသို့တယ်လီဖုန်းဆက်မိလိုက်ပါတယ်ရီစပြနေတဲ့အကြောင်းသို့ဖုန်းဆက်မိတဲ့အခါတွင်မူကျွန်တော်လုံးဝမမျှော်လင့်ခဲ့တဲ့ယုံကြည်နိုင်စရာအရှင်းမရှိတဲ့တည်င်းစကားကြားလိုက်ရပါတယ်။ရှေ့တငယ်ချင်းတော်ဒေါခင်မီချောနဲ့ အပြည့်ရှင်းပြီးဘိုးတော်ဘွားနဲ့ဂိုင်းစီယာဘွားကိုဆွန့်လိုက်ပြီးအခုတော့အလွတ်ပညာသင်ကျောင်းထောင်ပြီး စာပြနေလေရဲ့ဒီအချိန်ဆိုရင်အိမ်မှာ မွှေးတို့တတတို့နဲ့စော့နေရောပေါ့အိမ်ကိုဆက်ဆက်သွားလိုက်ပါအောင်တဲ့ဘိုးတော်ကင်းအမိခံကမောင်ဦးမှာပူလောင်သောဒေါခင်မေချောရဲ့ရင်ခွင်မှာယုံထက်လေရဲ့အေးမြသောရည်ရဲ့ရင်ခွင်၌ပြန်လဲခုနာလေခဲ့ပါပြီကောင်းလေစွာ ကောင်းလေစွာတာတို့အနုမောဒနာ ခေါ်လိုက်ရပါတယ်ဘုရောကင်ပြိတ္တများရှင်စာရေးစရာတော်များတန်းရေးသားထားတယ်ဘုရောကင်ဆိုတဲ့ဇလန်လေးကတော့ဒီနေရာမှာပင်ပြီးဆုံးပါပြီနောက်ရက်များမှာလေကျမတို့ရဲ့ channel ကနေဒီလိုဇလန်ကောင်းများဂမ်ဘီယာဆန်ဆန်ဇလန်ကောင်းများပြရလောကဇလန်များတရေဇလန်များကိုဆက်လက်ပြီးတော့တင်ဆက်ပေးသောအုံမာဖြစ်တဲ့တွင်ပြိတ္တများကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါဦးလို့တောင်းဆိုလိုက်ပါရစေရှင်ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ ပြည်သက်တအူးချင်းစီတိုင်းကိုအထူးပင်